ငွေကြေးကြက်တဲ့ကင်းဖို့ဆိုရင်ဒီစကင်တစ်ခုအရေးကြီးပါတယ်အားလုံးပါမင်္ဂလာပါတလောကဒီပြပမှာအလုပ်လုပ်နေတဲ့မတယောက်နဲ့စကားပြောပြတယ်ပေါ့ပြောပြတဲ့သူနဲ့ဆွေးနွေးတာတွေလောရနေသူပြောတာတစ်ခုရှိတယ်တို့လူမျိုးတွေမှာတဲ့တစ်ခုရှိတာတဲ့ခုဆိုတာနဲ့ကိုကိုကိုကျွမ်းကျင်မှုရှိအောင် မတီဆောက်ပေါ့နော်မတီဆောက်ပဲနဲ့ဒီငွေနောက်ကိုပဲဘယ်လိုလိုက်ရမလဲပဲစဉ်းစားနေတယ်ပေါ့နော်အတူဆိုလို့ရှိရင် ပြပစာရောက်တဲ့အချိန်မှာခက်ခဲတွေတွေ့ရတာရှိတယ်ငွေကြေးခက်ခဲအလုပ်ကံခက်ခဲဒါမဲ့သူတဆင်ချင်းသွားတယ် နောက် तू သင်စရာရှိတာသင်တယ်လေ့လာစရာရှိတာလေ့လာတယ်သူရဲ့ပညာရေး education တဖြည်းဖြည်းတည်ဆောက်ရင်းနဲ့ဒါအခုဆိုရင်တော့ तू ငွေကြေးနဲ့ပတ်သက်လို့ဒါပူပန်စရာအခြေအနေမရှိဘူးပေါ့နော်ဝယ်ငွေတစ်ခုလည်းကောင်းနေပြီဆိုတော့ तू ပြောတာဆိုတော့ကျွန်တော်လည်းစဉ်းစားဖြစ်တယ်ငွေရှာဖို့အတွက် base key တွေအရေးကြီးတယ်ပေါ့နော်ဆိုတော့အဓိကပြင်အခြေခံပဲနှစ်ခုပဲပထမတစ်ခုကတော့ professional နဲ့ပတ်သက်တဲ့ skill ပေါ့နော်နောက်ဒုတိယတစ်ခုကတော့ကျွန်တော်အမြဲပြောပြောနေတဲ့ furniture skill furniture literacy အရေးကြီးတယ် ဥမာမငွေကြေးနဲ့ပတ်သက်ရင်ဒီ scale နဲ့ပတ်သက်လို့ဒီနှစ်မျိုးပြန်တွေ့ရတာပေါ့နော်လူနှစ်မျိုးပြန်တွေ့ရတာပထမတစ်မျိုးကတော့သူကဒီចောင်းတက်တယ်ဒီဘွဲရအောင် လုပ်တယ်ဒီမှာအလောက်ကန်တစ်ခုအဲသူရအောင်လုပ်တယ်သူအလုပ်ရှိနေတယ်သူအေးစစ်စစ်ပဲငွေကြေးတွေပါလဲတိတ်မပူဘူးပေါ့နော်မပူသူလောက်ဆက်ရှိတာလုပ်တယ်အချိန်နှန်းလာစားရမယ်ဝယ်ငွေရမယ်ဒါလေးနဲ့တင်သူကအေးစစ်စစ်ရောင်းရဲကျေနပ်နေတယ်အဲဒီလိုနဲ့သူဖြတ်တန်းလာတယ်ပေါ့နော် ဟိုသူတို့ကဒီငွေရသိတ်လဲအရင်မကြီးငွေစုတာတွေ investment လုပ်တာတွေအကောင့်နဲ့အလောက်မရှိသူလောက်ဆောင်ရှိတာတွေလုပ်နေပျော်နေတယ်ပေါ့ရတယ်ဝင်ငွေရတယ်သူသုံးတယ်မိသားစုကိုတန်းနိုင်တယ်လောက်ထောက်ပံ့တယ်ဒလာလောက်နဲ့ဖြတ်တန်းနေတဲ့လူတွေရှိတာနောက်တစ်မျိုးကတော့ဗာလဲဆိုတော့ဒီဒီငွေငွေငွေဆိုပြီးတော့ဒီငွေစကားတိတ်ပြောတဲ့သူတွေပေါ့ကျွန်တော်တို့ဒီတချို့ကြောင်းပြီးအောင်မလုပ်ပေါ့နော်အပညာကြီးရေးမကြီးတချို့အဲကျွန်တော်တို့ဒီတက္ကသိုလ်ဝင်တဲ့မပြီးဘူး တချို့လုပ်ငန်းဝင်တဲ့အခြေအနေကြောင့်ကြောင့်ကြောင့်ဝင်ရတာလည်းရှိတယ်ဒါမီတာစုကငွေရေးကြီးတယ်ပညာအရေးမကြီးဘူးဆိုပြီးတော့လှုပ်တဲ့သူအများစုပေါ့နော်အဲကျွန်တော်တို့တက်ကတော့ဝင်နေတာမှပြီးရဲနဲ့ကြုံရအောင်ကိုလှုပ်နေတဲ့သူတွေရှိတယ်တချို့ကြတော့တက်ကတော့ဝင်နေပြီးသွားတယ်ဟောဘက်မှာကျွန်တော်တို့ကဒီပညာရေးဆက်မလုပ်သင်ယူစရာရှိတာပညာရေးဆိုတော့ကျွန်တော်တို့ကဒီကျောင်းပညာရေးမှမဟုတ်အပြန်လာတဲ့ပညာရေးကအစားပေါ့ဒီဟာသူသိတ်အာရုံမစားရပတ်စံမလို့ရှာမှလည်းပဲစဉ်းစားပတ်စံရရင်အရာတလုံးကိုပဲသူလိုက်လုပ်တယ်လိုက်လုပ်တယ်ဆိုတော့ ကျွန်တော်တို့ဘာဖြစ်လဲဆိုတော့ skill အခြေပြုတဲ့ education ကိုအခြေပြုပြီးမှရတဲ့ဝင်ငွေလိုဟာမျိုးသူမရနိုင်သူမှခုနကဒီသူရဲ့အချိန်ပေးတယ်ကာယအားပေးတယ်အဲဒီကနေပြီးတော့ရတဲ့ဝင်ငွေလောက်ပဲရတယ်ဘောနော်ဆိုတော့အဲကျွန်တော်တို့ငွေကြေးကြော်ဖို့နော်ဝင်ငွေကောင်းဖို့ဆိုရင်ကိန်းတစ်ခုအရေးကြီးတယ်ပထမတစ်ခုက professional skill professional အနေနဲ့ကျွန်တော်တို့ရက်တည်မယ်ဆိုရင်ရှင်းသင်ရှိတတ်တဲ့ skill တွေလိုတယ်အမှကျွန်တော်ထားပြီးတော့ video ရိုက်ကွေးလုပ်တယ် video ရိုက်ကွေးနဲ့ပတ်သက်တဲ့ video editing နဲ့ပတ်သက်တဲ့ scale အင်ပန်ကြီးကြီးတယ်ဒီကနေ့ကျွန်တော်တို့ကို scale မြင့်မြင့်သလောက်ကျွန်တော်တို့ဝင်ဝင်ပို့ကောင်းကိုကျွန်တော်တို့လုပ်လို့ရတယ်အဒီလိုပဲကျွန်တော်တို့ကဒီ design တို့ web developer တို့အများကြီးပေါ့နော်ကျွန်တော် professional scale ကျွန်တော်တို့အများကြီးလေ့ကျင့်လို့ရတယ်ဒီကနေ့ပြီးတော့ကိုယ့်ရဲ့ကိုယ့်ရဲ့ဝင်ဝင်နှစ်ဆမြင့်ခြင်းကိုယ့်ရဲ့ scale ကိုနှစ်ဆမြင့်ပါဆိုပြီးတော့ပြောတာရှိတယ်ပေါ့ကျွန်တော်တို့ scale မြင့်လေကျွန်တော်တို့ဝင်ဝင်လည်း live မြင်နိုင်တယ်ဒါကြောင့်ကျွန်တော်တို့ဝင်ဝင်ပို့ချဖို့ဆိုရင် professional skill တွေအရေးကြီးတယ်ကျွန်တော်တို့ကကိုပညာရေးနဲ့ပတ်သက်လို့ကျွမ်းကျင်မှုရှာတာနဲ့ပတ်သက်လို့လှုပ်ရှားလောက်တဲ့အချိန်မှာအထူးသဖြင့်ငယ်တုန်းရွယ်တုန်းမှာကျွန်တော်တို့ကိုယ့်ရဲ့ education ကိုယ့်ရဲ့ learning နဲ့ပတ်သက်တဲ့ဟာကျွန်တော်သိချလောက်ဖို့လိုတယ်ကျွန်တော်တို့ဒီငယ်တဲ့ရွယ်တဲ့အချိန်မှာငွေနောက်ကိုကောက်ကောက်ပေါအောင်လိုက်တာထက်ပညာရေးကိုကျွန်တော်သိချလောက်ဖို့လိုတယ်ပညာရေးဆိုတော့အဓိကတော့ကိုယ့်ကိုဘဝရည်တည်နိုင်ဖို့ဒီဝင်ငွေအားဖြင့်လည်းကျွန်တော်ရည်တည်နိုင်ဖို့အတွက်ဒီအာမခံတစ်ခုရှိတယ် harm you ဘောနော skill တွေကျွန်တော်တို့ဖြည့်ဖို့လုပ်တယ်နောက်တစ်ချက်ကတော့ဘာလဲဆိုတော့ဒီ professional skill နဲ့တင်ကျွန်တော်တို့ရက်တန်နေလို့မရတကယ်ကြယ်ငွေကြေးကြော်အောင်မူတိဆောက်ဖို့ကျွန်တော်တို့ပြောပြနေတဲ့ financial freedom နဲ့ financial independence ကိုရောက်ဖို့ဆိုရင်ကျွန်တော် professional skill နဲ့တင်မလွတ်တော့ financial literacy financial skill ရေးကြည့်တယ်ငွေကြေးနဲ့ပတ်သက်လို့အသိပညာတွေနောက်စီးပွားရေးတို့ investment တို့လောက်ရမယ်အသိပညာတွေဒါတွေလည်းကျွန်တော်တို့ကအလေးလာထားဖို့လိုတယ်မဟုတ်ရင်တော့ကျွန်တော်တို့က professional အနေနဲ့အလုပ်လုပ်တယ်ဒီကနေ့ဝင်ငွေရလာတယ်ကျွန်တော်တို့ အရာတဲ့တုံးနေကိုရှိတဲ့ဝင်ငွေလဲကျွန်တော်တို့ကစုဆောင်ထိန်းသိမ်းမှုကောင်းကောင်းမလုပ်နိုင်ဘူးကျွန်တော်တို့တိုးပေါင်းမလုပ်နိုင်ဘူးကျွန်တော်တို့ရလေးတုံးလိုက်နဲ့တန်တရားလဲမြေထက်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့က financial knowledge ကောင်းကောင်းရှိမယ် disk ကောင်းကောင်းရှိမယ်ဆိုရင်ကိုရတဲ့ဝင်ငွေကိုကျွန်တော် management ကောင်းကောင်းလုပ်မယ်တိုးပေါင်းကျွန်တော်တို့ investment တွေစီးပွားရေးတွေကောင်းကောင်းလုပ်မယ်ဒါဆိုရင်တော့ကျွန်တော်တို့လိုချင်တဲ့ financial freedom financial independence ဒီကိုကျွန်တော်တို့ကရောက်ရှိနိုင်မှာဖြစ်ပါတယ် ဒါကြောင့်မလို့ငွေကြေးနဲ့ပတ်သက်ရင်ဒီစကိနှစ်ခုအရေးကြီးတယ် professional scale furniture scale တို့တဲ့ငွေကြေးနဲ့ CY ဆိုင်ရာဗီဒီယိုတွေပုံမှန်ကြည့်ရှုနားဆင်နေတဲ့ဆိုရင်တော့ channel လေး subscribe လုပ်ထားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်